ဟုတ်ကဲ့မင်္ဂလာပါဒီကနေ့မှာတော့အားလုံးမျှော်လင့်ဆောင်စားနေကြတာ ISP အသင်းရဲ့အာရှချန်ပီယံလိအိမ်ကွင်းပွဲစဉ်အဖွဲ့ပွဲကို သူ့နာကွင်းမှာစတင်ရှင်ပြိုင်သွားကြမှာဖြစ်ပါတယ်ဒီကနေ့မှာတော့အုတ်စုပထမပွဲစဉ်အဖြစ်ညနေ3:00နာရီမှာတိုကျိုဘာဒီအသင်းနဲ့နာဂိုရန်အသင်းတို့ကရှင်ပြိုင်ကစားကြမှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ Ancient ISP အသင်းကတော့ည9:00နာရီအချိန်မှာ Suwon FC အသင်းနဲ့ရှင်ပြိုင်ကစားကြမှာဖြစ်ပါတယ်ဆက်လက်ပြီးဒီပွဲတွေကိုဒါရိုက်ကြည့်ရှုနိုင်မဲ့ channel လေးတွေကိုလည်းတင်ဆက်ပေးလိုပါတယ် YouTube မှာတော့ AFC Hub channel မှာတွားရောက်ကြည့်ရှုနိုင်ပါတယ် TV channel အနေနဲ့ကတော့ Skynet Sport X channel 9 MR TV တို့မှာစောင့်မျှော်ကြည့်ရှုနိုင်ပါလိမ့်ခင်ဗျာဆက်လက်ပြီးကွင်းဝင်ကြီးနဲ့အပြန်ခီးကားစီစဉ်ပေးမှုကိုတင်ဆက်ပေးရမယ်ဆိုရင်တော့ကွင်းဝင်ကြီးကအခမဲ့ဖြစ်ပါတယ်အပြန်ခီးအတွက်ကားစီစဉ်ပေးထားမှုမှာတော့အုပ်စု9ခုစီစဉ်ပေးထားပြီးအုပ်စုတစ်ခုစီမှာကား9စီးဖြစ်ပါတယ်အသေးစိတ်တင်ပြပေးရမယ်ဆိုရင်တော့အုပ်စု1မှာတာဂေတာကြောက်တိုင်းစုတွေဖြစ်ပါတယ် အောက်စုနှစ်မှာတော့စံပြားစေးဘေလီပင်လုံးပြည်တော်စုလန်းခွန်ရှစ်လန်းစုံတကုံတက်ကလူလူဖြစ်ပါတယ်။အောက်စု၃မှာတောင်မြောင်လန်းစုံလော်ကားလန်း57ဂိတ်စုံဖြစ်ပါတယ်။အုပ်စု၄မှာတော့ဝေဇန်တာလန်း၆ခွေအဝေးပြေလို့ဖြစ်ပါတယ်။စု၅မှာအရှိမြင်းပြိုင်ခွင်းရန်ကင်းလှဲတန်းအင်းစိန်လန်းသမိုင်းလန်းစုံလို့ဖြစ်ပါတယ်။အုပ်စု၂နဲ့၃ကားတွေကိုတော့ဂိတ်၆နဲ့ဂိတ်ခွန်ကြားမှာစီစဉ်ပေးထားပါတယ်။အုပ်စု၁၄၅လမ်းကြောင်းအတွက်ကတော့ဂိတ်၂နဲ့ဂိတ်၉ကြားမှာစီစဉ်ပေးထားပါတယ်ခင်ဗျာ။ ဒီဘတ်ကားတွေကတော့ည9:00နာရီခွဲအချိန်မှာစတင်ထွက်ခွာမှာဖြစ်ပါတယ်။မိတ်ဆွေများအကျိုးရှိစေဖို့ကြိုတင်မျှဝေခြင်းဖြစ်ပါတယ်။အားလုံးကိုထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။